စိတ်တူခြင်းနဲ့အညိုအတေထားခြင်းလူတွေဟာထိတ်ခနဲ့ရှိရင်စိတ်တူတတ်စိတ်မရှိဘူးမိဘကလည်းသာသမီပေါ်စိတ်ရှိခြင်းမရှိသေးသာသမီကလည်းမိဘပေါ်စိတ်ရှိခြင်းမရှိညီကမောင်နှမအချင်းချင်းလည်းစိတ်မရှိဘူးစိတ်တူကြတယ်အဲ့ဒီစိတ်တူခြင်းဟာအငင်းပွားခြင်းရဲ့အကြောင်းပဲဖြစ်တယ်ဒါကြောင့်မို့စိတ်တူမယ်ဆိုရင်စိတ်မတူအောင်ကိုယ့်ကိုယ်ပြုပြင်ရမှာဖြစ်တယ် မှန်ကန်စွာနှလုံးသွင်းပြီးတော့ကောဓဆိုတဲ့စိတ်တုံမှုဒေါသတရားကိုရှင်းချကြရမှာဖြစ်တယ်။အဲ့ဒါကိုမရှင်းချနိုင်ဘူးစိတ်တူတာပဲဂုံယူပြီးတော့ငါကမရဘူးထိခနဲ့ရှိစိတ်တူတယ်။ငါစိတ်ကိုလာမဆန်းနဲ့လို့ဆိုတာမျိုးတွေမလုပ်ဖဲနဲ့အေးငါစိတ်တုံမိတာမှားပါလေ။နောက်မဖြစ်စေရပါဘူးဆိုပြီးစိတ်တုံမှုကိုရှင်းချဖို့လိုအပ်တယ် ဘာနဲ့လျှော့ချရမလဲလို့ဆိုလို့ရှင်အမှန်တရားကိုစဉ်းကျင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။ဒေါသရဲ့အပြစ်ကိုရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။တစ်ဖက်သားအပေါ်မှာအပြစ်မမြင်မဲနဲ့မေတ္တာသက်ဝင်ခြင်းဆိုတဲ့အကောင်းမြင်တဲ့ရှုမြင်သုံးသပ်ခြင်းဖြင့်လည်းလျှော့ချနိုင်တယ်။အပြစ်ကိုရှုပြီဆိုရင်ဒေါသဖြစ်မှာပဲ။အပြစ်ကိုဘယ်တော့မှမရှုနဲ့။ကောင်းတဲ့အွက်ကလေးကိုသာရှု ကောင်းခွက်ကိုရှာမေတ္တာကိုပွားလူဆိုတာအစိုးကြီးမဟုတ်ဘူးအကောင်းလည်းရှိတယ်လူတိုင်းလူတိုင်းမှာအစိုးကြီးမဟုတ်ဘူးအကောင်းတွေလည်းရှိကြဒါကြောင့်မို့ကောင်းတာလေးကိုကြည့်ပြီးတော့အစိုးကိုမေ့ထားလိုက်မေတ္တာပါဥပမာပါနဲ့တူတယ်လဲလို့ဆိုလို့ရှင်ရေအလွန်ဆားနေတဲ့ပုဂ္ဂိုလ်တယောက်ခီးသွားရင်ရေဆားတယ် ရေတောက်စရာရေအိုင်ကြီးတစ်ခုတွေ့တယ်။သို့တော့အဲ့ဒီရေအိုင်ကြီးကအပေါ်ကမော်သေးမော်ညင်းနေနဲ့ဖုံးနေတယ်။ရေကလည်းပဲမတောက်ရမနေနိုင်တဲ့အခါအိုင်နဲ့ဆင်းပြီးတော့မော်သေးမော်ညင်းလေးတွေကိုလက်နဲ့ဖယ်ပြီးတော့ရေကိုတောက်တယ်။အစာပြေအောင်ရေကိုတောက်လိုက်တယ်။ရေတောက်လိုက်ရမှရင်းနဲ့နှလုံးထဲမှာအေးသွားတယ်။ အဲ့ဒါလိုပဲလောကလူတွေဟာတယောက်ယောက်အပေါ်မှာ အပြစ်မြင်နေပြီဆိုရင်လူဆိုတာအပြစ်လည်းရှိတယ်အဆိုးလည်းရှိတယ်ရေထဲမှာအကောင်းလည်းရှိတယ်မကောင်းတာလည်းရှိတယ်ဆိုတာအဆိုးကိုဖယ်ထားပြီးတော့ကောင်းွက်ကလေးကိုရေရှာပြီးတော့အတုံးချရမယ်